မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာကိုကျွန်တော်တို့ရဲ့ Facebook အကောင့်ကို lock မကြအောင်ပြီးတော့ hacker တွေ hack လို့မရအောင်ဘလို့ကောက်ွယ်မလဲဆိုတော့ကိုကျွန်တော်ဒီဗီဒီယိုမှာကိုပြပြသွားမှာပါအဲ့ဒီဆိုတော့ drone to live ပြီးတော့လေးလာကြည့်ပါ live လို့ကြည့်ပါ အခုနောက်ပိုင်းမှာကိုကျွန်တော်တို့ရဲ့ Facebook အကောင့် lock ကြတာများလာပါတယ် အဲ့ဒီ Facebook account ကဘာဖြစ်လို့ lock ကြလဲဆိုတော့အချက်တွေတော့အများရှိပါတယ်အဲ့ဒီအဲ့ဒီထက်မှကျွန်တော်အဓိကအကြတဲ့အချက်တွေကိုကျွန်တော်ပြောပြပေးမှာပေါ့ကျွန်တော်တို့ Facebook account ကဘာဖြစ်လို့ lock ကြလဲဆိုတော့နံပါတ်1တစ်ချက်ကြတော့ကျွန်တော်တို့ရဲ့ Facebook account က account 2နဲ့လုံထားတဲ့အတွေ့အကြောင်းပါဘာဖြစ်လို့ account 2လဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ information နေရာမှာကိုကျွန်တော်တို့ရဲ့နာမည်မွေးနေ့ secret နေရာလိပ်စာစသဖြင့်ပြီးတော့ဓာတ်ပုံတွေပေါ့နော်အဲ့ဒီအရာတွေက မမှန်ကန်ပဲနဲ့ထည့်ထားတဲ့အတွေ့အကြောင်းရယ်ပြီးတော့နောက်ထပ်တစ်ခုကြောင်းတော့ကျွန်တော်တို့ဒီဖုန်းနံပါတ်တွေကိုယ့်ရဲ့ဒီ email address တွေကိုတည်တည်ချာချာမထည့်ထားတဲ့အတွေ့အကြောင်းရယ်ပြီးတော့နောက်ထပ်တစ်ခုကြောင်းတော့ကျွန်တော်တို့ Facebook ပေါ်မှာကို account နဲ့သုံးပြီးတော့တခြားသူတွေကို live ပြီးတော့တိုက်ခိုင်းနေလို့ရှိရင်မမှန်မကန်ပဲနဲ့တင်ထားတဲ့ဓာတ်ပုံတွေဒီစာသားတွေပေါ့နော်အဲ့ဒီလိုလုံးလို့ရှိရင်အခြားလူတွေကကိုယ့်ရဲ့ Facebook account ကို report တင်တဲ့တွေ့ကြောင်းအဲ့ဒီ Facebook ရဲ့ administrator တွေကနေပြီးတော့ကိုယ့်ရဲ့ Facebook account ကို lock ချတာဖြစ်ပါတယ်အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ရဲ့ Facebook account ကို information တွေကိုအမှန်ကန်ထည့်ပေးဖို့လိုပါတယ်အဲ့ဒီတော့ကျွန်တော်တို့ lock မကြအောင် ကျွန်တော်တို့ဒီ hack out တွေကျွန်တော်ကျွန်တော်တို့ရဲ့ account ကို hack လို့မလွယ်ကူအောင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကိုကျွန်တော်ဒီမှာကိုပြောပြမှာပါ။ ကျွန်တော်တို့ပထမဆုံးလောမှာကျွန်တော်ပါလဲဆိုတော့ကျွန်တော်တို့ရဲ့ Facebook account နာမည်ကိုပြင်ပေးဖို့လိုပါတယ်လူတော်တော်များများကြာတော့ကျွန်တော်အခြားနာမည်တွေတုံးတာများပါတယ်အဲ့ဒီနေရာမှာကိုအခြားနာမည်နဲ့တုံးနေတယ်ဆိုရင်ဖြစ်တုံးလို့ရတယ်ဒါပေမဲ့တနည်းလုံးလို့ရကြာတော့ပါလဲဆိုတော့အဲ့ဒီကိုယ့်ရဲ့နာမည်ပုံမှာ click လုပ်လိုက်ပါဒီ account ကြာတော့ကျွန်တော်နမူနာပြပေးပေးတွေ့လောက်ထားတဲ့ account ပါကျွန်တော်အမြဲတုံးတဲ့ account မဟုတ်ပါဘူးအဲ့ဆိုတော့အဲ့ဒီအကောင့်မှာကိုကျွန်တော်ပြပေးမှာပါအဲ့ဒီနေရာမှာကိုကျွန်တော်ရဲ့ Chris Olive ဆိုတဲ့ နောင်မယ်နဲ့ကျွန်တော်လှူထားတာပေါ့နော်အဲ့ဒါကျတော့နောင်မယ်အတူတွေနဲ့လှူထားတာပါအဲ့ဆိုတော့အဲ့ဒီအနောက်မှာအတူးနဲ့လှုပ်ချရတဲ့ဆွေဖြစ်လှလို့ရတယ်ဒါပေမဲ့ကိုရဲ့နောက်မှာအတီကြောက်ကိုထဲရည်တော့ကျွန်တော်တို့ရဲ့ Facebook account လော့ကြလို့ရှိရင်လောရတော့ပြန်ယူရတော့လွယ်ကူပါတယ်ဒါပေမဲ့အဲ့ဒီမှာကိုနီလတ်တလန်စီးပါတယ်အဲ့ဒီနီလန်ကြတော့ပါလဲဆိုတော့ပေါ်လာနေမှာကိုများနေရအဲ့ဒီများသေးသေးမှာကိုကျွန်တော်တို့ clear လုပ်လိုက်ပါ လေလိုလိုရှိရဖြစ်ကျွန်တော်ဒီညမောင်ကိုဆက်ရီဆွေညမောင်ကိုကလေလိုပေးဖို့လိုပါတယ်ဒီညမောင်ကလေလိုလိုက်ပါကလေလိုလိုရှိရဖြစ်ကျွန်တော်ဒီညမောင်ကိုကျွန်တော်ရဲ့ Facebook နောက်မှာပေါ့နော် Chris Oli ဆိုတဲ့နောက်မှာပါအဲ့ဒီညမောင်ကိုကျွန်တော် Facebook ပို့မောင်ကို နောက်မှာပြောင်းမယ်ဆိုရဖြစ်အရေး60ကိုစောက်ပေးရပါတယ်အရေး60ပြီးမှကျွန်တော်တို့နောက်မှာကိုပြောင်းလို့ရမှာပါကျွန်တော်မှကြာတော့ဒီမောင်ဆွေဖြစ်ကျွန်တော်ပြောင်းထားတဲ့မကြသေးတဲ့အတွက်ကြောင့်ဒီမောင်ကိုကျွန်တော်ပြောင်းလို့မရပါဘူးတကယ်လို့ ကိုနောက်မဲ့ကိုအခြားနောက်မဲ့ပြောင်းချေရဆွေပဲရေ60ကိုစောက်ပေးဖို့လိုပါတယ်တကယ်လို့အဲ့ဒီနောက်မဲ့ကိုပြောင်းလို့မရဘူးဆွေဖြစ်အဲ့ဒီညောင်မောက်ကိုဘာရှိလဲဆိုတော့ other name ဆိုတာရှိပါတယ် other name ဆိုတဲ့ညောင်မောက်ကို @another name ဆိုတဲ့ညောင်မောက်ကို clear လုပ်လိုက်ပါ clear လုပ်လို့ရှိရဖြစ်ကျွန်တော်ဒီညောင်မောက်ကိုအဲ့ဒီညောင်မောက်ကိုကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ဒီညောင်မောက်ကို other name ဆိုတဲ့ညောင်မောက်ကိုဒီ @a nickname a birth name ဆိုတဲ့ညောင်မောက်ကိုအဲ့ဒီညောင်မောက်ကို clear လုပ်လိုက်ပါ ကလေးလိုလိုစီရဖြစ်ကြော်တင်မှာကိုရွေးချယ်လို့ရပါတယ် type name ပေါ့နော်အဲ့ဒီနေရာမှာကို nickname စီမယ်ကျော်တော့ maintenance name စီမယ် alternate ကို marry name စီမယ် father name စီမယ် birth name စီမယ်အဲ့ဒီနေရာမှာကိုကျွန်တော်တို့ကဘာလို့မလဲဆိုတော့ nickname လို့လို့လဲရတယ်ဒါမှမဟုတ် birth name လို့လို့ရတယ် birth name ကြတော့ကျွန်တော်တို့မွေးနောင်မယ်ပေါ့နော်အဲ့ဒီမွေးနောင်မယ်နဲ့လှူထားမယ်ဆိုရင်ဖြစ်ကြော်တင်မှာကိုကိုယ့်ရဲ့နောင်မယ်အရင်းကိုပေးထားလို့ရှိရင် ကျွန်တော်တို့ရဲ့ Facebook အကောင့်က log ကြခဲ့လို့ရှိရေအဲ့ဒီနောက်မဲ့အတိုင်းနဲ့သူပြန်ပြီးတော့ပြန်လုပ်ပြီးပြောကျွန်တော်တို့ပြန်ယူလို့ရပါတယ်ကျွန်တော်တို့ Facebook account log ကြခဲ့လို့ရှိရင်ကျွန်တော်တို့ရဲ့ ID ကိုတင်ပြပေးရပါတယ် ID ကြတော့ကျွန်တော်တို့ရဲ့ double မွေးနေ့တကယ်အမှန် project double ရဲ့အာမွေးနေ့တကယ်ရဲ့ကိုင်းညီဖို့လို့ပါတယ်မကိုင်းညီဘူးစီပဲကျွန်တော်တို့ရဲ့ Facebook account ကိုသူပြန်ပေးမှာမဟုတ်ပါဘူးအဲ့ဒီကြောင့်မလို့ တော်တို့ရဲ့ Facebook အကောင့်ပေါ်ကိုကျွန်တော်တို့ရဲ့ဓာတ်ပုံနဲ့မွေးနေ့တက်ကြရတဲ့အမကန်လှူထောက်ဖို့လိုပါတယ်။အဲဆိုတော့ကျွန်တော်တို့ရဲ့ကျွန်တော်ခုနကပြောတာတိုင်ကျွန်တော်ရဲ့နောက်မဲ့ကျွန်တော်ဒီမောင်ကိုတခြားနောက်မဲ့ဖြင်းနေလို့ရှိရင်အဲ့ဒီနေရာမှာကို other name ဆိုတဲ့နေရာမှာသွားပြီးတော့ဒီမောင်ကိုကိုယ့်ရဲ့နောက်မဲ့အရင်းကိုရစ်ထည့်ပေးလို့ရပါတယ်။အဲ့ဒီနေရာမှာကိုရစ်ထည့်လို့ရှိရင်ကျွန်တော်တို့ဒီ show app top of profile ဆိုတဲ့နေရာမှာကို click လုပ်လို့ရတယ်။အဲ့ဒီ show app of profile နေရာမှာထောက်လို့ရှိရင်ကျွန်တော်တို့ရဲ့ ကျွန်တော်ရဲ့နာမည်အရင်အဲ့ဒီ principal နာမည်ကျတော့ Chris Oliver เนาะဒါပေမဲ့ကျွန်တော်ရဲ့ဘေးမှာကျတော့ငိန်ချမ်းကျော်ဆိုတဲ့အဒီယာကိုသူပြားလိမ့်မှာဖြစ်ပါတယ်တကယ်လို့မပြားချိဘူးဆိုရင်ပြည့်အဲ့ဒီမှာကို offload ထားလို့ရှိရင်လည်းကျွန်တော်တို့အဲ့ဒီနာမည်ကျတော့ကျွန်တော်ရဲ့ profile ထဲမှာရှိတယ်ဒါပေမဲ့ဘယ်သူမှတွေ့လို့မရောဘူးเนาะအဲ့ဒီမှာကိုပြားချိရဆိုရင်ဖြစ် show နေရာမှာကိုလောပါမပြားချိဘူးဆိုရင်ပြည့်အဲ့ဒီမှာကို offload ပါပြည့်တာနဲ့ကျွန်တော် safe ဆိုတဲ့နေရာမှာသွားလို့ရှိရပြည့် ကျွန်တော်ရဲ့နာမည်ကြတော့ကျွန်တော်ရဲ့ profile ထဲမှာရှိနေတဲ့အတွေ့အကြုံကျွန်တော်ရဲ့ Facebook account log ကြားခဲ့လို့ရှိရင်ကျွန်တော်ရဲ့ ID တင်ပြရုံနဲ့ကျွန်တော်ရဲ့နာမည်ကိုင်ညီလို့ရှိရသူပြပေးမှာပါအဲ့ဒါကြောင့်တော့ကျွန်တော်တို့နာမည်ကိုထည့်ပေးတဲ့နေရာမှာကိုအသုတ်ပြုလို့ရတယ်နောက်ထပ်တစ်ခုကြောင့်တော့ကျွန်တော်တို့ဖုန်းနံပါတ်နဲ့ email ကိုကျွန်တော်တို့ထည့်ပေးဖို့လိုပါတယ်မဖြစ်မနေထည့်ပေးပါအဲ့ဒါကြောင့်တော့အဲ့ဖုန်းနံပါတ်နဲ့ email နဲ့ထည့်ထားလို့ရှိရင် log ြားရမကားပါဘူးကျွန်တော်တို့ရဲ့ဒီ Facebook မှာ hacker တွေကျွန်တော်တို့ရဲ့အကောင့်ကို hack လုပ်လို့ရှိရင်ဘယ်သူတွေကကျွန်တော်တို့ရဲ့ Facebook ထဲကိုဝင်ဖို့စ조사နေလဲဆိုရဖြင့်အဲ့ဒီမှာကိုကျွန်တော်တို့သိစီလို့ရပါတယ်အဲ့ဒီမှာကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ပြပေးမယ်အဲ့ဒီနေရာမှာကိုကျွန်တော်တို့ဒီ Pattern and Basic Info ဆိုတဲ့နေရာမှာကို click လုပ်လိုက်ပါ click လုပ်လို့ရှိရဖြင့်ဒီနေရာမှာကို email နေရာမှာကိုကျွန်တော်တို့ဒီ email ထည့်ချစ် တက်ချစ်တဲ့ဆွေဖြစ်အဲ့ဒီညမော်ကိုအီးမေးညမော်ကို edit ဆိုတဲ့ညမော်တော့ပြီးတော့ကျွန်တော်တို့ email တွေကိုထည့်လို့ရပါတယ် email သုံးလေးခုအများကြီးထည့်လို့ရတာပေါ့နော်ကျွန်တော်မှကျွန်တော်ကျွန်တော်နှစ်ခုထည့်ရတယ်ဒါနှစ်ခုမကားဘူးကျွန်တော်အများကြီးလည်းထည့်လို့ရတယ်အဲ့ဒီညမော်ကိုတငယ်ချင်းလေးပြပြချစ်တဲ့ဆွေဖြစ်ကျွန်တော်တို့အာ phrase တွေညမော်တော့လို့ရတယ် privilege ကြောင့်အားလုံးကိုပြပြရတယ်ဒီ only me ကြောင့်တော့တယောက်တည်းပဲကြည့်တဲ့ဟာပေါ့အများပြကြောင့်တော့ only me မှာထားလို့ရှိရင် ကျော်ရရဲ့ဒီ email address တွေကိုဘယ်သူမှတွေ့လို့မရဘူးကိုကလွဲပြီးတော့ဘယ်သူမှတွေ့လို့မရဘူးเนาะပြီးတော့အများနဲ့ email address တွေကိုကျွန်တော်တို့ email account တွေအများကြီးစီလို့စီပြီးအဲ့ဒီမှာကို click လုပ်ပြီးတော့ပို့ပြီးတော့ထည့်လို့ရသေးပါတယ်ထည့်ချစ်တဲ့ဆွေဖြစ်ကျွန်တော်ဒီမှာကို add another email or phone number ဆွေနေမှာကို click လုပ်ပြီးတော့ကျွန်တော် email ကိုထည့်လို့ရတယ်အာဒီကကျတော့ email ထည့်ရပါမနော်။ Okay နောက်ထပ်တစ်ခုကျတော့ကျတော့ phone number ကိုထည့်ပေးဖို့လိုပါတယ်။အဲ့ဒီ @phone number ဆိုတဲ့နေရာမှာကို click လုပ်လိုက်ပါ။ click လုပ်ပြီးတော့ကျတော်ရဲ့ ဖုန်းနံပါတ်ကိုစီးတဲ့ဖုန်းနံပါတ်ကိုထဲပါအာကိုအများအားအသုတ်ပြတဲ့ဖုန်းနံပါတ်တွေကိုဒီမှာကိုထဲပေးပါမထဲပေးဘူးစီပြေကျတို့ Facebook account က lock ကြလို့ပဲဖြစ်ဖြစ်ကျတို့အခြားတယောက်တယောက်ကကျတို့ရဲ့ Facebook account ကိုဝင်ဖို့စူးစမ်းနေလို့ရှိရင်အဲ့ဒီညမှာကိုကျတို့မထည့်ထားဘူးစီဘယ်သူပဲဝင်လို့ဝင်မှမတည်ဘူးစီဖြစ်ကျတို့ account ကအလွယ်တကူဖြစ်ကျတို့ထုတ်ဖောင်ဝင်ယူပို့ရလို့ရတာပေါ့နော်အဲ့ဒီကြောင့်မလို့ကျတို့ဒီမှာကိုကိုရဲ့ဖုန်းနံပါတ်ကိုထည့်ပါကိုနေတဲ့နိုင်ငံရဲ့ country code ကိုရွေးချယ်ပါ ပြီးတော့ဖုန်းနံပါတ်ကိုထည့်ပေါ့နော်ထည့်ပြီးရလို့ရှိပြီးအဲ့ဒီဖုန်းနံပါတ်ပေါ်မှာကိုလည်းကျွန်တော်တို့တငယ်ချင်းတွေပဲပြပြောင်းလဲရတယ်ဒါမှမဟုတ်ကိုတယောက်တည်းပဲတွေးချေတယ်ဆိုပြီး only မိမော်ကိုတော့ဘာဘူးမှပြပြချေဘူးဆိုပြီးပေါ့နော်အဲ့ဒီမှာကို only မိမော်ကိုရွေးချယ်ပေးလိုက်ပေါ့ဖုန်းနံပါတ်ကိုထည့်ပြီးတော့ကျွန်တော်ဒီဖုန်းမှာလည်းအများကြီးထည့်လို့ရတယ်ဖုန်းတစ်လုံးတည်းမကောက်ပါဘူးကျွန်တော်တုတ်ပြူတဲ့ဖုန်းနံပါတ်လေးကိုထဲလာထဲထားလို့ရှိပြီကျွန်တော်ရဲ့ Facebook အကောင့်ကိုပို့ပြီးတော့လှုပ်ချုံစွာစီးလိမ့်မယ်ဖြစ်ပါတယ်အဲ့ဒီမှာကို ီးွားလို့ရှိပြီကျွန်တော် save chase ဆိုတဲ့နေရာမှာကိုသွားလိုက်ပါအဲကျွန်တော်ကျွန်တော်ဖုန်းနံပါတ်ကိုထည့်တဲ့ဟာပါเนาะနောက်ထပ်တစ်ခုကြတော့ဒီ address address ကြတော့ကျွန်တော်အဲ့ address ကြတော့ကျွန်တော်ဒီလောက်တော့အေးမကြည့်ဘူးဒါပေမဲ့ထက်ထားခြေတယ်ဆိုပြီးထက်ထားလို့ရတယ်ထက်ထားထက်ထားရေတော့ကျွန်တော်တွေ့ပို့ပြီးတော့သိချတာပါเนาะအာအဲ့ဒီကကျွန်တော်ပြဿနာတိတ်မရှိဘူးနောက်ထပ်တစ်ခုကြတော့ကျွန်တော်မွေးနေ့ credit ကိုအမှန်ကန်ထပ်ပေးပါဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ Facebook account lock ကြခဲ့လို့ရှိရေအဲ့ဒီနေရာမှာကို ကျော်တို့ရဲ့ ID နဲ့ကျော်တို့ဟိုဟာကိုက်ညီဖို့လိုပါတယ်မကိုက်ညီဘူးစီပြေသူတို့ပြန်ပြီးတော့ပြန်ပေးမှာမဟုတ်တဲ့တွေ့ကြောင်းဒီညမှာကိုအတိအကျကိုထဲပါတကယ်လို့အဲ့ဒီမွေးနေ့မောက်ကိုလည်းကျွန်တော်တို့အခြားလူတွေကိုပေးမပြချေဘူးဆိုရင်ပြေကိုတောက်တဲ့ပဲလှူထားလို့ရတယ်မွေးနေ့အမှန်ကန်ကိုထဲထဲထားပြီးတော့ကျော်ဒီမှာကိုအတည့်ညမှာကိုတောက်ပြီးတော့အာအဲ့ဒီညမှာကိုကျွန်တော်ခုနကပြောတဲ့တိုင်းဒီကျွန်တော်ရဲ့မွေးနေ့တိတ်ခရစ်ကိုထဲပါပြီးတော့ဒီညမှာကို public မလုပ်ပါနဲ့ကျွန်တော် only meme ကိုလှူထားချေအဖြစ်ကျွန်တော်တို့ ကိုတယောက်တည်းပဲတွေ့လို့ရပါတယ်အခြားလူတွေတွေ့လို့မရဘူးစီဖြစ်ပြဿနာမရှိဘူးကျွန်တော်တို့အဲ့ဒီမှာအမှန်ထထားလို့လည်းပြဿနာမရှိဘူးเนาะအခြားလူတွေ့လို့မရတဲ့တွေ့ကြောက်အဲ့ဆိုတော့အဲ့ဒီမွေးနေ tick credit ကိုအမှန်ထဲပြီးတော့ကျွန်တော်လှူထားဖို့လိုပါတယ်ပြီးတော့ကျွန်တော် save chain မှာတော့တွားလိုက်ပါเนาะအဲ့ဆိုတော့အဓိကအဲ့ဒီနေရာမှာကိုကျွန်တော်တို့ရဲ့ email address တွေကိုထည့်ပါဖုန်းနံပါတ်ကိုထည့်ပါကျွန်တော်တို့မွေးနေ tick credit ကိုအမှန် carry ကိုထည့်ပါအဲ့ဒါလို့လှူချအဖြစ်ကျွန်တော်တို့ Facebook account lock ကြောက်ခတ်လို့ရှိရင်အဲ့ဒီအလေးကိုင်းညီလို့ရှိရင်သူပြန်ပေးလိုက်မှဖြစ်ပါတယ်ဒီကကျော်တော့ကျော်တော့ Facebook account lock ကြောက်ခတ်လို့ရှိရင်ပြန်ပြီးတော့ပြန်ယူလို့ရရအောင်လုပ်တဲ့နည်းပေါ့နော်နောက်ထပ်တစ်ခုကျတော့ကျော်တို့ရဲ့ Facebook account ကိုအခြားလူတွေ hack လို့မရအောင်ဘယ်လိုလုပ်မလဲဆိုတော့ကိုကြော်ပြပေးမယ်အဲ့ဒီအလုပ်ဖို့အတွက်ကျော်ဒီညမှာကိုဘာလုပ်မလဲဆိုတော့ကျော်ဒီများသေးသေးမှကို clear လုပ်လိုက်ပါ clear လုပ်ပြီးတော့လို့ရှိဖြစ်ကျော်ဒီ settings ဆိုတဲ့ညမှာကို clear လုပ်ပါ ကလေးလိုလိုစီပြေကျော်တီနေမှာကိုကျော်တီ security ဆိုတဲ့နေမှာကိုကလေးလိုပေါ့ကလေးလိုပြီးတော့လို့စီပြေကျော်တီနေမှာကို long game alant ဆိုတဲ့နေမှာကိုကလေးလိုဖို့လိုပါတယ်ကျွန်တော်ခုနကပြောတဲ့အတိုင်းကျွန်တော်တို့ရဲ့ဖုန်းနံပါတ်နဲ့ email တွေကိုထည့်ထားဖို့အရင်ထည့်ထားဖို့လိုပါတယ်အဲ့ဒီဖုန်းနံပါတ်နဲ့ email တွေကိုထည့်ထားလို့ရှိပြီးကြော်တီနေမှာကို get notification ဆိုတဲ့နေရာမှာကို click လုပ်ပါ အဲ့ဒီကကြော်တော့အာခုနကကျွန်တော်မှကျွန်တော်ဖုန်းနံပါတ်မထည့်ထားတဲ့တွေ့ကြောင်းကျွန်တော်ဒီမှာဖုန်းနံပါတ်သွားလို့မရဘူးနော်တကယ်လို့ဖုန်းနံပါတ်နဲ့လှူထားလို့ရှိရင်သူဖုန်းနဲ့အဲ့ဒီမှာကိုသူပြားလိမ့်မယ် email ဆိုရင်လည်း email နဲ့ပေါ့နော်ကျွန်တော် email နဲ့ get notification ဆိုတဲ့နေရာမှာကို click လှူထားချင်အဖြစ်အဲ့ဒီကဘာဘာအတွေ့ပြောလဲဆိုတော့ကျွန်တော်ရဲ့ Facebook account ထဲကိုဘယ်သူမှစိုးဝင်လို့ရှိရင်အဲ့ဒီနေရာမှာကိုကျွန်တော် get notification နဲ့လှူထားခဲ့လို့ရှိရင်ကျွန်တော်ရဲ့ဖုန်းမှာပဲဖြစ်ဖြစ်ဖုန်းမှာရော အီးမေးလ်တွေမှာရောကိုသူအကြောင်းကြားလာလိမ့်မယ်ဘသူတွေကဘယ်နေရာကနေပြီးတော့ကျွန်တော်ရဲ့ Facebook ကိုဝင်နေတယ်ဆိုတဲ့အကြောင်းပေါ့နော်အာအဲ့လိုပြလာလို့ရှိရင်ကျွန်တော်တို့တီးတဲ့လူစီတော့ကျွန်တော်တို့ပေးဝင်လို့ရတယ်တကယ်မတီးတဲ့လူတွေစီအဖြစ်အဲ့ဒီမှာကိုကျွန်တော်ရဲ့ Facebook account ထဲဝင်ပြီးတော့စိတ်ဆေးဖို့လိုပါတယ်နောက်ထပ်တစ်ခုကြာတော့ကျွန်တော်တို့ရဲ့ Facebook account က log ကျခဲ့ပြီးတော့ကျွန်တော်တို့ဒီ password တွေ make ထားလို့ရှိရင် ဲ့ဒီကျော်ရရဲ့ email နဲ့သူမဟုတ်ကျော်ရရဲ့ post မှာကိုသူအဲ့ဒီ code တွေကိုပို့ပေးလာလိမ့်မယ်ဖြစ်ပါတယ်အဲ့ဒီကြောင့်မလို့ကျော်ရတို့ဒီ email နဲ့ဖုန်းနံပါတ်တွေကိုအဓိကထပ်ပေးထားဖို့လိုပါတယ်ထပ်ပေးထားခြင်းအပြင်ကျော်ရတို့ဒီ lock ကြခဲ့လို့ရှိရင်ကျော်ရရဲ့ lock ကုန်းနံပါတ်ကိုအဲ့ဒီ email နဲ့သူမဟုတ်ဖုန်းမှာကိုအကြောင်းကြားပေးလာလိမ့်မယ်ဖြစ်ပါတယ် အဲ့ဒီဆိုတော့အဲ့ဒီနေရာမှာကိုကျွန်တော်တို့ get notification မှာကိုကျွန်တော်တို့ email မှာရောဖုန်းနံပါတ်မှာရောကိုလုတ်ထားလိုက်ပါပြီးတော့ save ချင်းမှာကိုတော်ထားလိုက်ပါတော့နောက်ထပ်တစ်ခုကြတော့ကျွန်တော်တို့ရဲ့ Facebook အကောင့်က lock ကျခဲ့လို့ရှိရင်အဲ့ဒီနေရာမှာကိုကျွန်တော်တို့ရဲ့တငယ်ချင်းတွေကိုကျွန်တော်တို့တငယ်ချင်း၃ယောက်ကနေပြီးတော့၅ယောက်အထိကိုရွေးချယ်ထားလို့ရပါတယ်ကျွန်တော်အကောင့်ဝင်တဲ့အခုချိန်ကနေလုတ်ထားလိုက်ပါတော့အဲ့ဒီအကောင့်မှာကိုကျွန်တော်ရဲ့ဒီ trusted content ကြတော့ဗာလဲဆိုတော့ကျွန်တော်ကျွန်တော်ရဲ့ Facebook အကောင့်က lock ြားခတ်လို့ရှိရေအဲ့ဒီတငယ်ကြီးတွေစီကနေပြီးတော့အကြောင်းကြားပြီးတော့ကျွန်တော်ပြန်ယူလို့ရပါတယ်အဲ့ဒီနေရာမှာကိုကျွန်တော်ဘာလို့မလဲဆိုတော့ဒီ edit နေရာမှာကို clear လုပ်လိုက်ပါ clear လုပ်လို့ရှိရေဖြစ်သူဒီနေရာမှာကိုသူပြောလိမ့်မယ် trust counter or friend that can securely help you if you ever had travel essence you are carbon အဲ့ဒီနေရာမှာကိုကျွန်တော်ရဲ့ account တစ်ခုခုပြဿနာဖြစ်ခဲ့လို့ရှိရင်ကျွန်တော်ဝင်လို့အတွက်အခက်အခဲရှိလို့ရှိရင်ကျွန်တော်အဲ့ဒီမှာကိုကျွန်တော်ရဲ့တငယ်ချင်း ကျွန်တော်တို့စိတ်ချယုံကြည်ရတဲ့တငံချင်း၃ရောင်ကနေပြီးတော့၅ရောင်ထိကိုအဲ့ဒီလူတွေစီမောင်ကို ပြန်ပြီးတော့ပြန်အကူအညီတောင်းချအဖြစ်ကျွန်တော်တို့ရဲ့အကောင့်ကိုပြန်ပြီးတော့ပြန်ရနိုင်ပါတယ်အဲ့ဆိုတော့အဲ့ဒီတငံချင်းတွေကိုထဲထားလို့ရှိရင်လည်းကျွန်တော်တို့အကောင့်ကိုပြန်ပြီးတော့လွယ်ကူစွာဖြင့်ပြန်ယူလို့ရတယ်။အဲဒီဆိုတော့အဲ့ဒီနေရာပေါ်ကိုလောက်ထားချေရဆိုရင်ဖြင့် choose trusted content ဆိုတဲ့နာမည်ကိုခလိလို့လိုက်ပါ ကလေးလိုလိုရှိရင်ကျွန်တော်ဒီညမောင်ကိုအဲ့ဒီညမောင်ကိုဘာဖြစ်လို့အဲ့လိုလောရမလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီတငယ်ချင်းတွေကိုရွေးချယ်ခဲ့လို့ရှိရင်ကျွန်တော်တို့ရဲ့ Facebook အကောင့်ကလောချသွားခဲ့လို့ရှိရင်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေစီမောင်ကိုသူကုန်းနံပါတ်တွေပေးလိမ့်မယ်အဲ့ဒီကုန်းနံပါတ်တွေ၃ရောက်ဆိုရင်၃ရောက်ဆလုံးပေါ့နော်၅ရောက်ဆိုရင်၅ရောက်ဆလုံးမစီမောင်ကိုကုန်းနံပါတ်တွေပေးလိမ့်မယ်အဲ့ဒီကုန်းနံပါတ်ကိုကျော်တို့ကသူတို့စီမှာတောင်းပြီးတော့ပြောပြန်ထဲပြီးတော့ပြန်လုတ်ချင်အဖြစ်ကျော်တို့ရဲ့ Facebook account ကိုပြန်ရနိုင်ပါတယ်။အဲဆိုတော့အဲ့ဒီနေရာမှာကို choose trusted cartest ညမှာကို click လုပ်လိုက်ပါအဲ့ဒီညမှာကိုကျွန်တော်တို့ဟာသူမေအာသူဒီမှာကိုပြောထားတယ် choose 3 to 5 friends that you can call for help if there ever a problem with your account for your security you will notify any new cartest that you add one เนาะအဲ့ဒီညမှာကိုကျွန်တော်3ယောက်ကနေပြီးတော့5ယောက်အထိကိုတင်ငယ်ချင်း ကိုစိတ်ချရုပ်ကြည့်ရတဲ့တင်ငယ်ချင်းကအာတကိုထည့်ပေးထားလိုက်ပါထည့်ထားလို့ရှိရင်ကျွန်တော်ခုနကပြောတဲ့အတိုင်း ကျွန်တော်ရဲ့ Facebook အကောင့်ကလော့ကျသွားခဲ့လို့ရှိရင်အဲ့ဒီတင်ငယ်ချင်းကိုထဲထားတဲ့တင်ငယ်ချင်း၃ရောက်စီမောင်ကိုသူအကောင့်ကုန်းနံပါတ်ကိုပို့ပေးလိမ့်မယ်အဲ့ဒီအကောင့်ကုန်းနံပါတ်ကိုကျွန်တော်တို့ကသူတို့စီမောင်ကို မေးပြီးတော့ပြန်ယူပြီးတော့ပြန်ထက်ချအဖြစ်ကျွန်တော်ရဲ့ Facebook အကောင့်ကိုအာပြန်ရနိုင်ပါတယ်အဲ့ဒီကြောင့်မလို့ကျွန်တော်ဒီနီးကိုလည်းအသုတ်ပြုလို့ရတယ်အဲ့ဒီနေရာမှာကိုကျွန်တော်အနေဖြင့်ကျွန်တော်ထဲမှာရှိတဲ့တင်ငယ်ချင်း၃ရောက်ကိုထည့်ပေးလိုက်ဦးနော်ပြီးတော့ကျွန်တော် Confirm Rate ကလောက်လာလို့ရှိရင် ဟာအဲ့ဒီနေရာပေါ်ကိုကျော်ရဲ Facebook account လောက်ကြောက်သွားခဲ့လို့ရှိရဲ့လွယ်ကူစွာပြပြယူလို့ရတဲ့နေပါအဲ့ဆိုတော့အဲ့ဒီနေရာမှာကိုကျော်တော့ကျော်အဓိကအချစ်ကြတဲ့ ချေတွေကိုကျွန်တော်ပြောပြပေးတော့မှာเนาะအဓိကကျွန်တော်တို့ဒီ Facebook log မကြောက်အောင်ကျွန်တော်တို့ရဲ့ Facebook နာမည်တွေဒီဓာတ်ပုံတွေဒီ monetary credit ကိုအမှန်ကန်ကိုထည့်ထားပြီးတော့လူမတွေ့အောင်လုထားပါလုထားချီအဖြစ်ကျွန်တော်တို့ဒီ Facebook log ကြောက်အခံလို့စီရင် ID ကိုပြောပြရပါတယ် ID ကြတော့ဒီ map book ticket ပြောရပြီးပေါ့เนาะ map book ticket ပြမှာကျွန်တော်တို့ရဲ့နာမည်တွေ monetary credit လိပ်စာတွေ အထူးကအဲ့ဒီအပါတဲ့ဟာတွေကိုကျွန်တော်တို့တို့ကိုတင်ပြပေးရတယ်ကျွန်တော်တို့ကဘယ်သူပေါ့ပါလဲဆိုတော့ကိုတို့ကိုင်းညီဖို့တွေ့လို့အားတော့မနော်အဲ့ဒီအဲ့ဒီကြောင့်မလို့ကျွန်တော်ရဲ့ဒီဓာတ်ပုံတွေမွေးနေတဲ့ grade တွေဖုန်းနံပါတ်ကိုထက်ထားချေအားဖြင့်ကျွန်တော်ဒီမှာကိုတို့ပြန်ဆင်ဆေးလို့ရှိပြီကျွန်တော်လွယ်ကူစွာပြန်ပြန်ယူလို့ရရတယ်ဒီကကျွန်တော်တစ်ချိန်ပေါ့နော်ကျွန်တော် Facebook ပေါ်ကနေပြီးတော့ Hand Country ကနေပြီးတော့ အဟက်လို့မရလို့ချေတယ်ဆိုရင်ပြကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တွေအီးမေးလ်တွေကိုထည့်ထားချင်အဖြစ်ဘသူဘဝဝင်တယ်ဆိုရင်ပြကျွန်တော်တို့အာသူတို့လမ်းပြီးတော့အကြောင်းကြားလိုက်မယ်ဖုန်းကိုတော့မဟုတ်အီးမေးလ်ထံကိုအကြောင်းကြားလာလို့ရှိရင်ကျွန်တော်တို့အာကြည့်လို့ရတဲ့ဘသူတွေဝင်ဖို့စူးစမ်းနေလဲဆိုတော့မဟုတ်နော်အဲဆိုတော့အဲ့ဒီနီးတွေကိုလှူထားချင်အဖြစ်ကျွန်တော်တို့ရဲ့ Facebook account ကိုဟိုဟာစိတ်ချရုပ်ကြည်စွာဖြင့်အသုတ်ပြုပြီးတော့ log မကြအောင် log လဲကြဖို့အတွက်မရှိဘူးပေါ့နော်ပြီးတော့ လော့ကြခက်လို့ရှိရင်လည်းကျွန်တော်တို့ပြန်ပြီးတော့ပြန်ယူရတာလွယ်ကူတယ်။အာကျွန်တော်တို့ဒီ hacker တွေလည်းကျွန်တော်တို့ရဲ့ account ကို hack လို့မလွယ်ဘူးเนาะ။အဲဆိုတော့အဲ့ဒီ need attack ကိုလှောက်ထားခြင်းအဖြစ်အာကောင်းပါတယ်။တည်တဲ့တည်ထားသိပါတယ်။အဲဆိုတော့အားလုံးလည်းစစ်ပြီမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ video ကိုချိန်နေသေးတဲ့ဆွေဖြစ် like share comment များဖြင့်အောက်ပေးပါလို့ကျွန်တော်တိုက်တွန်းလိုပါတယ်။နောက်ထပ်ပြီးတော့မြောက်မောက်ကိုလည်းဤပညာပိုင်းနဲ့ပတ်သက်ပြီးတော့ ျွန်တော်တီးတာလေးတွေကိုဆင်လေးပြီးတော့တင်ပြပေးသွားမှာပါအားလုံးကျေးဇူးတင်ပါတယ် good luck and bye bye